အားလုံးပဲမင်္ဂလာပါဒီနေ့မြန်မာရွှေဈေးတွေကတက်ကြမရှိပါဘူးမြန်မာငွေဈေးတွေကတော့နှဲငယ်တက်ကြရှိပါတယ်ဒီနေ့က6ရက်နေ့3လပိုင်း2020နဲ့5ခုနဲ့လက်ရှိကျွန်တော်ပြောနေတဲ့ရာတိုင်းစံတော်ချိန်မှာပိုင်း7နာရီမိနစ်40ရှိနေပါပြီမြန်မာရွှေဈေးက15ပဲရေချာသားကို62သိန်းနဲ့မှ6016ပဲရေချာသားကိုဆိုင်ကရောက်နေသေးက66သိန်းနဲ့မှ9000ဆိုင်ကလက်ခံနေသေးက65သိန်းနဲ့မှ9000 လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငယ်ကွာချမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက၄,၄၀၀နဲ့မှ၁၀တိုင်ငှက်လက်ခံတဲ့ဈေးက၄,၃၀၀နဲ့မှ၆၀ ယူရိုငွေတွေယူရိုကိုမြန်မာကျပ်ငွေ4985ကျပ်စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက3300နဲ့မှ60ဆိုင်ကလက်ခံတဲ့ဈေးက3300နဲ့မှ30တရုတ်ငွေတရွန်ကိုမြန်မာကျပ်ငွေ610တကျပ်ဩစတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2985ကျပ်ထိုင်းမန်နဲ့မြန်မာကျပ်ငွေစိန်နှုန်းတွေကဘတ်ပေးကျပ်ယူသမားတွေက ပန်းငွေ995ဘတ်ကိုမြန်မာကျပ်ငွေတသိန်းချက်ပေးဘတ်ယူသမားတွေကချက်တသိန်းကိုပန်းငွေ900နဲ့မှ60ဂျပန်ငွေ3439.63ကိုမြန်မာကျပ်ငွေတသိန်းမလင်းငွေ69.539ကိုမြန်မာကျပ်ငွေတသိန်းကိုရီးယားငွေ3344.81ကိုမြန်မာကျပ်ငွေတသိန်းအိန္ဒိယငွေ1982ကိုမြန်မာကျပ်ငွေတသိန်းရှိချင်တော့ပြောနေတဲ့ ။ငွေဈေးတွေကနေရာနေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်လို့ဈေးနှုန်းငယ်ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်။မိမိတို့အနေနဲ့ငွေလွှဲတော့မယ်ငွေလဲလဲလုတော့မယ်ဆိုရင်ဝန်ဆောင်ကားပေးတဲ့သူရှိကိုယင်ဖုတ်ဆက်ပြီးမှငွေလဲလဲလုကြပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်။အားလုံးပဲမင်္ဂလာပါ။